်မင်္ဂလာပါရှင် ကျမကတော့ချီချိုဆက်မ DBB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကို တင်ဆက်ပေးမှာပါရန်ကုန်ဒလတရာကြီးပြည်စည်းသွားပါကဒလကိုမီနီဘတ်ရင်းနဲ့သာပြည့်ဆွဲပေးသွားမယ်လို့စစ်ကောင်စီလက်အောက်ခံ YRTC ကနေသိရပါတယ်။တရာပြည်စည်းသွားရင် YBS ရင်းတွေပြည့်ဆွဲမှာမဟုတ်ပဲမီနီဘတ်ရင်းနဲ့သာပြည့်ဆွဲဖို့အစီအစဉ်ထားတာဖြစ်တယ်လို့ဆိုပါတယ်။ တံတားပုံစံဟာမဆောက်လွနာကြောင့် YBS ရင်တွေပြည့်ဆွဲပါကတစုံတစ်ခုဖြစ်မှာဆိုတဲ့အတွက် YBS ရင်ကြီးအစားမီနီဘတ်စ်ရင်နဲ့သာပြည့်ဆွဲပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်တလတံတားမှာတမဏိကြိုဆိုင်လေးလံသွားတံတားကြီးဖြစ်ပြီးပေမတံတားအရှိ1936ပေနဲ့တံတားအရှိစစုပေါင်း6143ပေတန်ကျိ1500ခန့်ရှိသင်္ဘောကြီးတွေ ရေလကီလိုစွာတွာလာနိုင်ရန်အမြင့်ပေ160ခန်းနဲ့ရေလကီလိုအကျဲ925ပေထားရှိဆောက်လုပ်ထားပြီးရင်တစည်းချင်းခနိုင်ဝအဖြစ်85ရန်ဖြစ်ပါတယ်ရန်ကုန်တလတရားကိုအခုနှစ်ကုန်ပိုင်းမှာဖွင့်လှစ်သွားမယ်လို့သိရပါတယ်ရှင် ရှမ်းပြည်နယ်မြောက်ပိုင်းကတအံအမျိုးသားလူမျိုးရေးတပ်မတော် TNL ထိချုပ်ထားတဲ့မိုင်းကော့အနက်ဆန်မန်တုံတွေဘက်ကိုအော်တိုဘားလ19ရက်မိုးလယ်ပိုင်းမှာစစ်ကောင်စီတပ်ကလေကြောင်းနဲ့ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့လို့ဒေသခံတွေကပြောပါရယ်ဒေသခံတယောက်ကမိုင်းကော့အထက်လွယ်ပိဖုန်တီကျောင်းမှာဘုံနှလုံးကျဲချတယ်လူထိခိုက်တာမရှိဘူးလို့ပြောပါရယ်အော်တိုဘားလ19ရက်နေ့လယ်မှာစစ်ကောင်စီတပ်ကနေရာ3နေရာကိုလေကြောင်းနဲ့ဗုံးပြန်ကျဲသွားတာလို့သူကပြောပါရယ် မတုံမျိုးမှာလည်းအောင်ချမ်းသာရောက်ကမှကျဲသွားပြီးရွာရီဘက်ကပါလေချောင်းနဲ့ဆူဆူရွရွဘုံကျဲတက်ခတ်မှုတွေလုပ်နေတယ်လို့ဒေသခံကဆက်ပြောပါတယ်ရှင်။ဘုံကျဲနဲ့အိမ်မှာကုန်းလောင်းကုန်းတင်းလုံးမဟုတ်မလုံးပေါ့ဒါကတော့ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်တဲကဘောရံရွာနှစ်ရွာကနေထွက်ပြေးလာကြတဲ့စစ်ရှောင်းတွေပါ။အောက်တိုဘာ23ရက်နေ့ကစစ်ကော်မရှင်တပ်နဲ့ PNU ပူးပေါင်းတပ်တွေဟာဘောရံရွာနှစ်ရွာကိုစစ်ကြောင်းထိုးလာပြီး ရွာတွေကလူနေအိမ်တွေကိုမီးလိုက်ရှို့နေလို့ရွာသားတွေက2နာရီကျော်လမ်းလျှောက်ထွက်ပြေးလာပြီးတော့လမ်းခူးလက်မှာလာခဲ့တဲ့အဖွဲတွေနဲ့ဆုံတဲ့အချိန်ပဲဖြစ်ပါတယ်။အဲလက်တော်အရေးပေါ်တနည်းအားဖြင့်တနည်းရွှေ့လာရတဲ့အတွက်တို့တို့မှဒါပင်ပန်းနေပြီပေါ့နော်။ကလေးတွေအမျိုးသမီးတွေအစတဲ့အမျိုးသားတွေလည်းပင်ပန်းပြီပေါ့နော်။တို့တို့ခင်ဗျာမနာရဘူးပေါ့နော်။ဘောရံရွာဟာအပေါ်ရွာနဲ့အောက်ရွာနှစ်ရွာရှိပြီးနှစ်ရွာပေါင်းလူဦးရေ1600လောက်နေထိုင်ကြတာပါ။ အာနာသိန်းကာစားမှာနှွေရလုံးတိုက်ပွဲတွေကြောင့်တင်းရှောင်ခဲ့ပူပြီးအခုတခါထိုးစစ်မှာလည်းနှွေရလုံးကိုစစ်ကော်မရှင်နဲ့ PNU ပူးပေါင်းတပ်တွေမီးဝင်ရှို့နေတဲ့အတွက်နီးစပ်ရာကကယ်ဆယ်ရေးအဖွဲ့တွေကတွားကယ်ထုတ်နေတာဖြစ်ပြီးဒေသခံ800နီးပါးကိုဘေးလွတ်ရာကိုကယ်ထုတ်ပြီးပြီလို့လက်ရှိကယ်ဆယ်ရေးဝင်နေတဲ့ Job for Care တာဝန်ခံကိုစိုင်းက TVB ကိုပြောပါရယ်အဲတချို့စစ်ရှောင်းလူနာတွေကတော့အော်အဲ့ဒီတောင်ကျောနားမှာဘေးလွတ်တဲ့နေရာမှာပဲဆက်နေမယ်ပေါ့နော်အော်တခြားဖက်ကို ဟိုမွှေ့ရှင်ဘောเนาะသူတို့အားနာတာလည်းပါတယ်အဲဒီစစ်ကောင်စီပြန်လို့ဒီအေးမတက်လာနိုင်ဘူးလေလည်းယူဆလို့သူတို့နေခဲ့တာတွေရှိရပါတော့။အဒီမှာပစ္စည်းတွေပြန်ယူတဲ့ဆီဖီချောင်းတွေကိုပြန်ပြီးတော့အာကာကာရတဲ့လမ်းအထိပေါ့နော်ကျွန်တော်တို့တော့တဲပေးတယ်ပေါ့နော်။ရှန်ဂရီနီနဲ့ဆက်ဖြစ်တဲ့ဖေကုံပင်လောင်းဘတ်ချန်ကိုစက်တင်ဘာလတွေကစစ်ကော်မရှင်တက်နဲ့ PNU ပူးပေါင်းတက်တွေကစစ်ကြောင်းထိုးနေတာဖြစ်ပြီး ပြီးခဲ့တဲ့အောက်တိုဘာ9ရက်နေ့နဲ့10ရက်နေ့မှာလည်းမြောက်စလုံးကျွရကိုမိဝင်ရှို့တဲ့အတွက်ကေဇေးအသမားတွေတွားကဲထုတ်ရပါသေးတယ်။အခုနောက်ပိုင်းထိုးစစ်တွေမှာစစ်ရေးပြတ်မမဟုတ်တဲ့အရသားတွေရှိတဲ့နေရာတွေကိုမီးရှို့တာအပြင်လက်နက်ကြီးနဲ့ပစ်တာဒရုန်းနဲ့တိုက်ခိုက်မှုတွေပိုခံလာရတယ်လို့ထွက်ပြေးလာရတဲ့စစ်ရှောင်းတွေကဆိုပါရတယ်။အင်းအားကြတော့မျိုးပါလေ။ငါစစ်ကြော်လို့ပြတယ်။အမျိုးပါလေသူတို့မျိုးအပေါ်ရွာကနေဆောက်ဝင်နေတယ်အပေါ်ရွာကနေရေဆုံးရှုတယ်။ဟုတ်ပါဘူး။သူတို့မျိုးပါလေအောက်ရွာကိုပြန်စင်း จอกแล้วจอกบ่เนาะอမျိုးจอกแล้วจอกเลยเนาะมากูอ่ะမျိုးบ่แล้วดีเนี่ยจอกတော့မျိုးမူးยัวน่ะตะเพ็ดแน่บ่เนาะอမျိုးสู้กูเองเล่นหลောင်ทาจอกတော့မျိုးกูตะนี่ตาอမျိုးกูอမျိုးสุซองทาแล้วเงินเนี่ยกูอမျိုးเองซอกแล้วไอ้မျိုးเป็ดซี้ตัวละจอกတော့မျိုးอ่ะยาวานเน่บ่เนาะလက်တလောထွက်ပြေးလာတဲ့သူတွေအတွက်အရေးပေါ်စားနပ်ရိက္ခာနဲ့နေရာထိုင်ခင်းအကူအညီတွေလိုအပ်ချက်တွေကလည်းများပြားနေပါတယ်။လက်ရှိကယ်ဆယ်ရေးဝင်နေတဲ့အဖွဲ့တွေမှာလည်းကူညီတဲ့အပိုင်းတွေမှာအကန့်အသတ်ရှိနေတဲ့အတွက်ကရင်နီစစ်ဆောင်နေရဲ့လိုအပ်ချက်တွေကိုဖြည့်ပေးကြဖို့ကယ်ဆယ်ရေးသမားတွေကအကူအညီတောင်းခံထားပါတယ်။ နော်ဒီနေ့တော့ပြတဲ့ဆန္ဒရေးခါနေမူကားရဆိုရင်ကျွန်တော်အကျွေးယူသွားတာပေါ့နော်ဆိုင်ရနေနောက်မှရေမငွေပြန်ကောက်ရမှာပဲကျွန်တော်ပြန်ဆန့်မှာပေါ့နော်ဟောကျွန်တော်အရေးပေါ်ဖြစ်တဲ့အတွက်ကျွန်တော်တို့မှရေမငွေတကယ်ကိုမရှိတော့ဘူးနော်ဆက်တိုက်ကူလာရတော့ရေမငွေအလူငွေထဲတဲ့လူကဆက်တိုက်မရှိဘူးလေတရဲမှာတရားမျိုးရှိဖို့တော့မလွယ်ဘူးပေါ့နော်လက်ရှိကရင်နီမှာစစ်ကော်မရှင်တပ်ကစစ်မျက်နှာ၅ခုဖွင့်ပြီးထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲနဲ့နှိစက်ရနေရာတွေကို မလိုအပ်ဖက်ခီးမသွားဘူးနဲ့ဒေသခံပြည်သူတွေအနေနဲ့ဒီကာလမှာစစ်ရေးအသည့်နဲ့လုံခြုံရေးသတိရှိကြဖို့ဆိုပြီး Greeny မျိုးသားကာကွယ်ရေးတပ် KNDF ကထုတ်ပြန်သတိပေးထားပါရခင်ဗျာကျွန်တော် Morris ပါပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နိုင်ငံတွေကတာဝန်ရှိသူတွေကနှစ်နိုင်ငံကြားအပြစ်ခတ်ရဲ့ဆက်ရဲ့သဘောတူညီချက်ရပြီလို့အောက်တိုဘာ19ရက်မှာတည်ပြုခဲ့ပါတယ် ပြင်းထန်တဲ့နေဇက်တပ်ပွဲတွေသတင်းတပတ်ကြာဖြစ်ပွားပြီးတဲ့နောက်ကတ်တာမြို့တော်ဒိုဟာမှာဆေးဆက်ဆွေးနွေးမှုအတွင်းပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့ချက်ချင်းအပြစ်ခတ်ရက်စက်ရေးသဘောတူခဲ့တယ်လို့ကတ်တာနိုင်ငံကြီးဝန်ကြီးဌာနကတင်းငွေနေနေ့အစောပိုင်းမှာကြေညာချက်ထုတ်ပြန်ခဲ့ပြီးတဲ့နောက်အခုလိုတည်ပြခဲ့တာပါကတ်တာနဲ့တူဂီတို့ကဂျာဝင်ဆေးဆက်ပေးတဲ့ဆွေးနွေးပွဲမှာပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့ကရလုံမှုတွေအဆုံးသတ်ရေးအင်းနီချင်းနိုင်ငံကြား ရရှိတည်တဲ့နဲ့ငင်းချဲ့ရေးနဲ့တည်ငြိမ်ရေးကို ဖော်ဆောင်ဖို့ရည်ရွယ်တဲ့ရန်တရားတွေထူထောင်ခြင်းဆိုင်ရာသဘောတူညီချက်ကိုအကောင့်ထည့်ဖို့ဦးဆောင်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။လူမှုမီဒီယာ post ခုမှာပါကစ္စတန်ဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးမိုဟာမက်အီရှက်ဒါကသဘောတူညီချက်ကိုကြိုဆိုခဲ့ပြီးဒါဟာလမ်းကြောင်းမှန်စီသွားတဲ့ပထမဆုံးအခြေလှမ်းပဲလို့ပြောလိုက်ပါတယ်ရှင်။ နှစ်နှစ်ကြာစစ်ပွဲကိုအဆုံးသတ်ဖို့ရည်ရွယ်ထားပြီးအမေရိကန်ကအခိုင်အမာဂျာဝင်စီစဉ်ပေးတဲ့အပြစ်ခတ်ရက်စရဲသဘောတူညီချက်ကျိုးပေါက်ပြီးအစ္စရေးစစ်တပ်ကဂါဇာတောင်ပိုင်းကို လေကြောင်းကနေအကြီးအကျယ်တိုက်ခိုက်ခဲ့ပါတယ်ရာဖာမျိုးကိုတိုက်ခိုက်ပြီးနိုင်ပိုင်းအကြမှာပဲပြင်းမှတ်ဒါဇင်နဲ့ချီပြီးပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုလှိုင်းလုံးကြီးတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကတနင်္ဂနွေနေ့မှာပြောပါရတယ်။ အဲ့ဒီဒေသမှာရှိတဲ့ဟာမတ်စ်တပ်ခိုက်ရေးသမားတွေကအစ္စရေးတပ်ဖွဲ့ဝင်တွေကိုပစ်ခတ်ခဲ့တဲ့ဆိုတော့အစ္စရေးရဲ့ဆွဲချက်ကိုပါပါလက်စတိုင်းအုပ်စုကညှိစိုထားပါတယ်။ဟာမတ်စ်တို့ရဲ့ပစ်ခတ်ရစရေးချူဖောက်မှုလို့ဆွတ်ဆွဲခံရပြီးတဲ့နောက်ဂါဇာကမ်းမြောင်စီလူသားချင်းစာနာထောက်ထားမှုအကူအညီတွေလွှဲပြောင်းပေးတာကို နောက်ထပ်အသိပေးချက်မရခဲ့အထိရပ်ဆိုင်သွားမယ်လို့အစ္စရေးလုံခြုံရေးအရာရှိတအူးကသတင်းအေဂျင်စီတွေကိုပြောခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာတနင်္ဂနွေနေ့မနေ့ပိုင်းကစပြီးအစ္စရေးကလေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက်စစ်ပွဲကြောင့်ပျက်စီးနေပြီးသားအနေနဲ့ရှောက်မှာပါလက်စတိုင်း22ဦးထပ်မင်းအသေဆုံးခဲ့တယ်လို့ဂါဇာမှာရှိတဲ့အရက်ဘက်ကာကွယ်အေဂျင်စီကပြောခဲ့ပါတယ်ရှင်။ဒီဗီဗီရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မကတော့ချီချိုဆက်မကျေးဇူးတင်ပါတယ်ရှင်။